အားလုံးပဲမင်္ဂလာပါရှင်။ Spring Platform နဲ့ Stars of Myanmar Friendship Services တို့ ပူးပေါင်းတင်ဆက်တဲ့နှွေးပါစေအစီအစဉ်ကနေကြိုဆိုလိုက်ပါရရှင်။ဒီနေ့မှာတော့မမရင်မင်းအောင်ကသူတို့ရဲ့နိုဝင်ဘာ2ရက်နေ့မှာကြာရောက်တဲ့ မင်္ဂလာတက်တန်း28နှစ်ပြည့်အမှတ်တရနေ့လေးအတွက်ဝတ္ထုတော်လေးတစ်ပုဒ်လာရောက်တောင်းဆိုထားပါတယ်။ကိုမျိုးတက်နဲ့မမရင်မင်းအောင်တို့ရဲ့နိုဝင်ဘာ2ရက်နေ့မှာကြာရောက်တဲ့28နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်မှာဒီနောက်နှစ်ပေါင်းများစွာတိုင်းချစ်တဲ့မိသားစုနဲ့အတူตาရချမ်းမြေပျော်ရွှင်ပါစေလို့နှွေးပါစေစီစဉ်ကနေလဲဆုတောင်းပေးလိုက်ပါတယ်ရှင်။မင်္ဂလာနှစ်ပတ်လည်လေးအတွက် ဖက်ပြပေးမဲ့ဝတ္ထုတို့လေးကတော့ဆီယာမာကြီးခင်းနှင်းယူရေးသားထားတဲ့ပကတ်လွဲတော်လက်ဆိုတဲ့ဝတ္ထုတို့လေးဖြစ်ပါတယ်။ကျမနဲ့တူနားဆင်ခန်းစားကြပါရှင်။ပကတ်လွဲတော်လက် ာကျွလျင်အမေကိုမမြမီအဖြေပေးရမည်ဆို၏ယခုတော့ဝါကောင်လာကုန်ခဲ့ပြီ မင်းညိုသော တိန်တော်များရှေ့လာဆိုလျင် ပါလွာလာတော်မည်တရင်ကျွကောင်းကင်တွင် ဖြူစွတ်သောတိန်လွှာများပေါ်ပါစွာရွက်လွှင်ကြပေမည်တရင်ကျွဆိုသည်ကပေါ်ပါခြင်းလွတ်လပ်ခြင်းတောက်ပကြည်လင်ခြင်းကိုသယုဆောင်ပါသည်ဆိုထိုင်းအိဆက်သောရာသီကွင်မှလောကတစ်ခုလုံးအလွတ်ယုံကား ပူနွေးသောရင်ခွင်သို့ဝင်တော်မူ။ဤလိုရာသီရောက်လျင်မမျှမေသည်လဲပေါ်သောတိမ်လွှာများလိုပင် တကိုယ်တော်ရွက်လွင့်ကြမသည်။သူသည်ထိုင်၍ဘဝတွင်ကြောက်ချကငေးမောနေရသူမဟုတ်။အမိလိုပင်အစဉ်လှုပ်ရှားနေသူဖြစ်၏။ဒါပေမဲ့အမိသဘောကိုနားမလဲ။အမကြီးမဆွေနှင့်ညီမငယ်လေးယောက်အိမ်အောင်ခွဲသွားကြပြီဆိုတော့အမေပါတွင် သူတယောက်ထဲကျန်ရည်တည် အမေဤအိုမင်းချိန်တွင် သူသည်ကုဘော်လောင်ဘက်ရှိဖို့တင်သည်မဟုတ်ပါလား။ဒါပေမဲ့အမေကလင်ယူရမည်တည်းလက်ထပ်ပြီးလျင်သူ့နောက်ကိုကိုပါရမည်ဆိုတော့အမေကိုခေါ်သွားလျင်ရမည်။ဒါပေမဲ့အဖေကပတ်လက်ဆိုတော့မဖြစ်သေး။သူယူရမည်သူကိုအိမ်ပါအောင်ခေါ်ရမည်လား။လက်ထက်ရမည်ကအလုံးနှင့်နေသွားရပြီဆိုပါတော့အမေအိုနှင့်ဒီဖေလူနာ ။ဒါတွေကို အမေတွေးဖို့ကောင်းတယ်။ဒါရင်မဟုတ်။အမေတွေးရင် တွေးစရာအများကြီး။အမေဒီမတွေးဘဲနဲ့သူ့ကိုလက်ထပ်ဖို့တိုက်တွန်းနေသေးတော့မဟုတ်တမ်းရ။ဒါပေမဲ့ဘာကြောင့်ဝါကျွလျင်အဖြေပေးရမည်ဟု သူ့ကို တောင်းဆိုနေသည်မသိ။အမေဘဝတွင်အဖေပါခဲ့သည့်ခန္ဓာကို သူသိတဲ့လောက်သိခဲ့ပါသည်။သူကသမီး6ယောက်တွင်ဒုတိယမြောက်ဆိုတော့ အဖေပင်စင်မယူခင်လာကစားလုပ်ခဲ့သည်ကို ကောင်းကောင်းမှတ်မိသည် အဖေလာကစားလုပ်ကလေးကအမေကမွေးငါဆိုင်ထိုင်ခဲ့သည် မွေးငါဆိုင်မှတစ်ခါတခါသူတို့၆ယောက်ကို မွေးခဲ့သည် ဆိုရင်းမမှားပါ အမေကိုဝင်ဘိုက်ပူပူက မွေးငါတောင်းလို့ဖောင်းလိုက်ပိန်လိုက်ဖြစ်နေရသည်အမေတော်ခဲ့သည်ကသူတို့ညီမ၆ယောက်စလုံးဒီဂရီရသည်အထိပညာသင်ပေးခဲ့သည် သူသည် အမမဆွေနှင့်အတူ မြန်မာလေးများ၏အနှီးများလျှော့ပေးကြရသည်ကိုသတိရနေစေအလက်မပူဆူးနှင့်အငယ်ရီနို့ဆိုခြင်းကကြောင်းမတက်ခင်မွေးငါးဆိုင်လိုက်၍နို့တိုင်ရသည်ပြီးတော့ကလေးကိုပခတ်တွင်းသိခါကြောင်းတက်ရသည်နက်နက်6နာရီကထွက်သွားသောအမိသည်နက်နက်10နာရီထိုးလျင် မွေးငါးဆိုင်ကပြန်ရောက်သည် အမိမွေးငါးဆိုင်သည်လမ်းထိပ်မှဖြည့်၍တော်ပါသေး၏အဖေကယုံကိုထွက်သွားပြီအဖေယုံကလာကဘလောက်ရသည် သူမသိ အမေလိုလာကုံလျင် ပုတ်ပြက်တရားတော့ပေးတာတွေ့သည် သူတို့အားလုံးစာတင်ဖို့နဲ့ကလေး6ယောက်နှစ်နှစ်ချာဇက်တိုင်မွေးတော့ကုန်ကြစေအတွက်အမေမွေးငါးဆိုင်ထိုင်ရသည်ကို သူနာလဲပါသည်သူတို့ကြောင်းပြန်လာလျင် မနက်ကမက်ဆွေလျှော်သွားသောကလေးအနီးနှင့်အိမ်သားများအဝတ်ကိုမမျှမီမိဟုတိုင်ရသည်ပြီးတော့ညစာဆက်ချက်သည်နောက်နေ့မွေးငါးချက်ဖို့တော့မက်ဆွေနှင့်အမေမိဖို့မှအလုပ်ရှုပ်ကြပြီး တခါတရံအဖေရှိသည်ဆိုသည်ကို သူမေ့နေရသည်ဒါအတွက်သူ့ပြည့်များဖြစ်နေပြီလားဟုတ်၏အဖေသည်နနက်ခင်းတွင်စေတံခဲသတင်းစာဖတ်၏ပြီးတော့သူခုပေးတော့နနက်စာစားကရုံသို့ထွက်သွားသည်ညနေတိုင်းသူတို့သားမိတွေမိဖို့ကြောင့်အလုရှုပ်နေချိန်တွင်အဖေဘဲချင်းကရုံကပြန်အောင်လာသည်ကိုသတိမထားမီညနေ6နာရီမှာတော့အဖေကိုထမင်းခူကြွေးရမည်ကိုသူသတိရမိ၏ ဒီတော့အဖေကို တနေ့နှစ်ချိန်ပဲသူတရေရသည်ဟုဆိုရမည်။ကြံချိန်တွေမှာ သူတို့ចောင်းသွားရသည်၊စကြရသည်။သူရောမက်ဆွေရောညာပိုင်းပခက်လွဲကစကြကြရသည်။မနေ့ကျတော့လေနက်နက်၄နာရီထားတဲ့သူတို့အမေနှင့်အတူလှုပ်ရှားကြရသည်။တခါတော့ကចောင်းပေးရဲ့တနင်းကုန်နေမှုအဖေယုံမတက်။မမြမေသည်ပခက်တွင်မှကလေးကို ကြည့်ရင်းလှန်လာသည်။ကလေးမှာပူစူးအောင်မညိုဖြစ်၏။ အမေကနေ့လေမွေးငါချက်ဖို့ငါသွားဝယ်ရန်အိမ်ကမထွက်ခင်ကလေးကသူ့ကိုတတိပေးသွားသည်။မညိုကိုပူနေတဲ့။သူကကလေးကိုအေးပတ်မှဆို၍ပခတ်ကိုပင် ပြင်ပြင်မလွှဲ။မညိုသည် ဆောင်ရွေငိုသည်။သူ့ကောက်ယူပွေချီကချော်သည်။ကလေးကငိုရင်းငိုရင်းအတန်ပျောက်သွားသည်။ပြီးတော့မျက်ခွန်လေးလံကနှကန်းပြ၍လက်ကလေးများကွေးသွားတော့သည်။ကိုကချစ်ချစ်တောက်ပူလာသည်။အဖေ ်အဖေမညိုတက်နေပြီသူသည်အိမ်ဦးကန်ဖနှက်ချွတ်တို့ပြေးသွား၍အဖေကိုပြ၏အဖေသည်စာကြည့်နေရမှမျက်လွှာပင်ကသူ့ကိုကြည့်၏အေးလေနေမေလာတော့ဆေးတန်းသွားအဖေသည်ဒါပဲပြောကမျက်မှန်ပြန်တက်၍စာကြည့်သည်မမမေသည်ကလေးကိုတင်းတင်းကြီးပွေကကြောင်တက်တက်ဖြစ်သွားသည်မဆွေနှင့်အမေပြန်လာမှသူတို့သုံးယောက်စလုံးဆေးကန်းကိုပြေးရသည် ွယ်ချမ်းလာသောငားတွေကြောင်ဆွဲမှဆို၍စပွဲပေါ်တင်လာ အုပ်ဆောင်အုပ်ခဲရသေးသည်ဆရာဝန်ကကလေးကိုစိတ်မချသေး၍ညနေ6နာရီအထိအိမ်ကိုပြန်မလွတ်သေးပါဟဲ့မမမေတမီးအိမ်ပြန်နှင့်နင်ဗီထမင်းစားခြင်းရောက်ပြီမမမေသည်တက်ပြင်းချမိ၏အိမ်ပြန်ရောက်တော့အိမ်ကမှောင်နေသည် သူရောက်မှမီးဖွင့်လိုက်သည်အဖေကအေကန်းထဲမှာအိပ်ပျော်နေသည် အငယ်ကလေးတွေကတစ်ဖက်အိမ်မှာရောက်နေသည် ထမင်းခုပေးရင် အမေတို့ပြန်ချိန်ကို သူတိတ်ဆိတ်စွာစောင့်နေမိသည် အဖေသည် ထမင်းစားပြီးတော့အိမ်ကောင်းရင်ပက်လက်ကလက်ထိုင်းတွင် ပြန်ထိုင်ကစာအုပ်ကိုကောက်ကိုင်းသည် စကားတလုံးမှမပြော မမြမေကတော့ရင်ထဲမှာစကားတွေအများကြီးပြောနေမိသည် သူဒီလိုပဲရင်ထဲမှာခဏခဏစကားပြောရပါ၏ဆယ်တန်းစာမေပွဲဖေးရမိနှစ်ကအငယ်ဆုံးထွေးထွေးကို အမေမွေးသည်အမေအလုပ်ပင်ပန်း၍လာမသည် ။ထွေထွေကိုဝင်ရှိကလေးကကောင်းကောင်းမကြမ်းပါ။ယခုလည်းသွေးဆင်းနေသည်ဟုဆိုသည်။ကြည်ကြည်မမဆို၍သူတို့ညီမနှစ်ယောက်ပဲရှိသည်။အမေကသူတို့နှစ်ယောက်ကိုတားဖွားဆရာမဆီတွားခိုင်းသည်။ညီစစ်တနာကြီးဆိုတော့မမမေကကြောက်သည်။မမဆွေအဖေကိုတွားနှုတ်ရအောင်။သူတို့နှစ်ယောက်အဖေကိုတွားနှုတ်တော့။အေးဆရာမတော်ခင်ကျော်ကိုတွားခေါ်ကြ။အဖေကဒါပဲပြော၏။ညီမနှစ်ယောက်လက်နေတံမီဆွဲက ညှိမှောင်နေသို့ထွက်လာခဲ့ကြသည်တော်ပါသေး၏တာဖွားဆရာမဒေါခင်ကျော်မှလမ်းနေနေသူဖြစ်သည်ဒါပေမဲ့ဒေါခင်ကျော်ရောက်လာတော့သွေးစင်းလွန်နေ၍ဆေးရုံတင်းရန်ပြောသည်အေးလေကားငါးပြီးသွားကြအဖေကဒါပဲပြောသည်ဒေါခင်ကျော်အိမ်ကောင်းရင်းမှသုံးမင်းသမားကိုဆန်းရွှေရှိသည်ကိုမက်ဆွေကတရေရသည်ညီမနှစ်ယောက်အပြေးထွက်ခါတကားကိုပုံနှိုးကြရသည်ဖះရတကိုးတော်ပြီပဲ ကိုဆန်းရွှေသည်ရှျှောရှူရှူလိုက်ခါအမေကိုစေုံပို့ပေးသည်ဒေါခင်ကြော်ပါလာ၍ညီမနှစ်ယောက်အတက်မိသည်နနက်တွင် အာရော၍ဖြော့တော်နေသောအမေပါတွင်သူတို့ညီမနှစ်ယောက်ရနေသည်ကလေးကိုတော့မွေဖွားပြီးသွားပြီမမြမီအမေနားမှာမဆွေရှိသားပဲသမီးတို့အဖေရုံးချိန်အမီထမင်းချက်ရအောင်မေအိမ်ပြန်တော့အမေသည်အာရွ၍ဖြင်းညင်းစွာပြောသည် သူဒီတော့ကလည်းမပြောင်းချင်းပြောင်းချင်းအိမ်ပြန်ခဲ့သည်လန်တလျှောက်လုံးရင်ထဲမှာစကားပြောလာခဲ့သည်ဒီစကားတွေကို အဖေကြားစေခြင်းသည်သူဒီအိမ်ပြန်ရောက်တော့ကလေးတွေကိုရောအဖေအတွက်ပါချက်ပြုတ်လိုက်သည်ပူဆူကအမေကိုအိယာကနုံနိုခြင်းမတွေ့၍ငိုသည်အဖေသည်ရေမိုးချို၍သူခုပေးသောထမင်းကိုစားကရုံးသို့ထွက်သွားသည်ညာရောက်တော့မဆွေနှင့်သူလူချင်းလဲကြရန် အဝင်များယူ၍စေယုံကိုထွာလာခဲ့သည်စေယုံရောက်တော့အမင်းမျက်နှာကြည်လင်နေသည်ကိုတွေ့ရ၍သူစိတ်ပေါ်သွားသည်အိမ်မှာအဆင်ပြေလားမမဆွေကမေး၏မကြောင်ပြောသည် သူကခေါင်းညှင်းရင်းမဆွေနာကက်ခါအဖေနဲ့အမေကဘာမှမပတ်သက်ဘူးထင်တယ်သူပြောတဲ့ကြတော့မဆွေကရှိပါသည်မဆွေသည်ကြီးမော၍စကားပြောတဲ့ဒီကိုကချစ်စရာကောင်းနေပေသည်မပတ်သက်လားပတ်သက်လား ခုတယောက်မွေးပြီလေဒါပဲပြော၍ရည်ပြန်မာသည်သူတို့နှစ်ယောက်ဘာပြောသည်ကိုအမေနားလည်းဟန်မတူပါ သူရောမဆွေရော အလုပ်ရတော့ဝမ်းသာသည်ပညာသင်သူလေးယောက်ပဲကျန်တော့အမေမှာပေါ့သွားသည် မွေးငါရောင်းတယ်ကတော့တော့သူတို့ညီမနှစ်ယောက်ဝင်ငွေကစုမိသည်အဖေပင်စင်မယူမီတစ်နှစ်ကသူအောက်နှစ်ယောက်ဒီဂရီရသည်ဒီနှစ်မှာသူတို့အိမ်လေးလေးပင်သုံးငန်းကိုပြင်ထောင်ကသမိုးလိုက်သည် အမေကအိမ်နှင့်တစ်ဆိုင်ကို လိုအပ်သောအစ်မြဝယ်ရန်လက်သမားများနှင့်ကူးကလန်ကန်ကလူးလုပ်နေချိန်တွင်မမြမေကလက်ဖက်ရည်အိုးတည်၍အလုပ်ရှုံနေသည်လက်သမားများတောက်ရန်နှင့်ခေါင်းရင်းကနဖြင်းတဲတွင်ရှိပလက်ကလထိုင်ပေါ်ကအဖေတောက်ရန်ဖြစ်သည်ထူးထူးကြွန်ကြွန်သူတို့ညီမ6ယောက်တွင် အငယ်ဆုံးထွေထွေကအိမ်နောက်ရင်ကြားသည်ထွေထွေသည် လူဘွားဆားရောက်ကလေးကအမေကိုခြောက်ချားစေခဲ့သူဖြစ်သည် ယခုလဲចောင်းကနေលင်ណោလိုက်ပြီးទីမမြမေရုံငန်းကို အမေပြေးလွာရောက်လာသည် သူသည်ရုံမှအေးပေါ်ခွင့်တိုင်ကအမေသွားရကိုတကောက်ကောက်လိုက်ရသည် အမေသည်အိမ်ရောက်တော့ဒီတစ်ခါအော်ငိုသည်တမီးကိစားမို့ထင်သည် အဖေကိုလည်းអော်သည် အဖေကမျက်မှန်ကြီးမတင်ကကလထိုင်ပေါ်မှလှမ်းကြည့်သည်ပြီးတော့မျက်လွှားချနေသည်ကိုဘအေးအဲ့ဒီမှာငုတ်တုတ်ထိုင်နေမိထွေလင်းနောက်လိုက်သွားပြီ အမေဒီအော်ပြော၏ဒီလိုအမေအော်ဒီငိုဒီကိုမမျမေမမြင်ဘူးပေအဲ့ဒါဘာဖြစ်တယ်လဲမညော့အဖေကြီးမေးတယ်ကြတော့မမျမေဒီပါဇက်ကလေးဟာသွားသည်ဘသူနဲ့လဲဘာလဲရှင်မစုံစမ်းတော့ဘူးလားပြီးတော့လူနဲ့သူနဲ့တူအောင် ပြန်အပ်ဖို့ဘာဖို့ယောက်ျားလေးရှင်ကိုပြောရမယ်စီစဉ်ရမယ်မဟုတ်လားမလိုဘူးအဖေကဒါပဲပြန်ပြောကကလထိုင်နောက်မီကိုပြစ်မိလိုက်သည် မမြမီသည်ငုံနေသောအမေကိုကြည်ကာပင့်သက်ရှူမိ၏သုံးလေးရက်အမေဆက်တိုက်အပြင်ထွက်ပြီးနောက်စရေကြီးဥပါ၏ဒေါညွန်းတို့၏တမီတွေနှင့်ဥကံဘောဒေါစိန်တို့၏သားဖိတ်စာကိုမမြမီရလိုက်သည်ဒီတုန်းကအိမ်မှာအုံတို့ခေါက်ဆွဲကျွေး၍မင်္ဂလာဧကံပွဲလုပ်သည်ဒီလိုနှင့်နှစ်နှစ်ခြားတစ်ခါလောက်အုံတို့ခေါက်ဆွဲလေးကကျွေးပြီးသောအခါသူ၏အမနှင့်ညီမလေးယောက်စလုံးအိမ်အောင်ကြသွားကြသည် အဖေပင်စင်ယူသွားပြီအဖေအတွက် ရော့သွားသောဝင်ငွေစာသူတို့ညီမနှစ်ယောက်လာကကဖြည့်တင်ပေးလိုက်သည်အဖေသည် ပလက်ကလထိုင်ပေါ်ထိုင်သည့်အလုပ်ပြင်ယခုတော့တခုပေါ်လာသည် ပင်စင်ယူပေါ်ယူပတ်များနှင့်အတူလက်ဖေးဆိုင်ထိုင်သည့်အလုပ်ဖြစ်သည်ကြံချိန်တွင် သူစာဖတ်ရန်အတွက်စာအုပ်ဝယ်ရန်နှင့်လက်ဖေးရေဖို့ဆို၍အမေကိုပင်စင်လာကတပြားမှမအပ်တော်ပေကြံညီမများသည် အိမ်ခွဲသွားပေမဲ့တလကို90စီအမေကိုလာစင်ထောက်သည်မမမီကတော့သူလာက အမေကိုအကုန်အပ်သည် ပင်စင်ယူပြီးနှစ်နှစ်အကြာအဖေလေးဖြတ်၍အိယာပေါ်လဲနေသည် အမေကိုတော့တတိငင်ငင်ပဲတွေ့ရသည်ပင်စင်နာဆိုတာကဒါပေါ့ကွယ်ဟုအမေကဆိုသည်အဖေကိုအိယာပေါ်ပတ်လက်ကလေးအမြဲတမ်းလို တွေ့နေရသည်ကိုတော့မမမီစိတ်မကောင်းပါရှင်ထဲမှာထိတ်လန့်တုန်လှုပ်မိသည် မတ်ဆွေသည်ခဏခဏလာသည်အကြီးဆုံးဆိုတော့တခြားအငယ်မတွေထက်တာဝန်သေးတဲ့ပုံရသည်မမဆွေအဖေဒီလိုဖြစ်သွားတာအမေကခြောက်ခြားပုံမပေါ့ဘူးသူကမမဆွေကိုပြောပြ၏အိုးလင်းဆိုတော့စိတ်မကောင်းတော့ဖြစ်မှာပေါ့ခြောက်ခြားရလောက်အောင်အဖေမှဘာမှမထူးခြားဘူးအဖေကလည်းထိုင်မောထိုင်နေရတယ်အိယာပေါ်လဲနေတာဒါပဲကွာလေဟုတ်ပေသား မမဆွေသည်မှန်သောစကားကိုဆိုတတ်၏ယခုတော့အမေနာပြီကလေးလည်းမမွေတော့မွေးငါဆိုင်ကိုလည်းမထိုင်ဖြစ်တော့အိမ်ပြင်အဝတ်တန်းများတွင်လည်းကလေးအနှီးများမရှိတော့ပေကလေးများငိုတန်းရှည်တန်းမရှိတော့၍သူတို့အိမ်လေးတိတ်ဆိတ်နေသည်မကြပါအမေအိမ်အလဲကန်းထုတ်တွင်အစောဆုံးပခတ်လာချိတ်သူက အငယ်ဆုံးထွေ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 းသည်ကြောင်တက်ရင်လဲနောက်လိုက်ဖြစ်၍ အမေကပညာအဆုံးထိတင်ရန်ပြောသည် ထွေထွေကြောင်ဆက်တတ်တော့ကလေးကိုအမေကထိန်ပင်ရသည် နောက်တော့ကြံညီမများသူတို့လှုပ်သွားခြင်းတွင်ကလေးတွေကိုအမေစီလာအပ်ကြသည်ညနေကျလာခေါ်သည်တန်းများပေါ်တွင်အနှီးများပြေလာပြန်သည်အိမ်သည်ကလေးတို့ငိုတဲ့နှင့်စီညံလာပြန်သည်မမြမေသည်နားရင်၍မလာတော့ရခင်လိုတိတ်ဆိတ်ဆိတ်ပဲနေခြင်းသည်နှာခေါင်းထဲမှလည်း ကလေးသေးဆိုတော့အနည်းနဲ့အများဆွဲနေသလိုဖြစ်နေသည်အမေရဲ့ကလေးတဲ့ငေဟာပဲဖွင့်ပြီးတော့ဟိုသူကဆိုသည် အမေကတော့ကလေးများကိစ္စပြီးရင်အဖေကိုထမင်းကျွေးရသည်နောက်ဖွေးတရသည်မမမေရုံမသွားခင် အဖေစီးသွားဝမ်းသွားထားသောအဝတ်များကိုလျှော်ခဲ့သည် အဖေသည်ညဘက်သတိလေ၍ခဏခဏအိယာပေါ်စီးသွားရသည် အမေဤမွေးငါးပြင်တော့လက်သည်ယခုတော့ကလေးပခတ်လွှဲလျက်ရှိသည် ကလေးပကတ်ဘေးတွင်ဖျားလေးခင်းကအိပ်ရင်စကားပြောရင်ပကတ်လွှဲကတော့မပြတ်တခါတရံအိပ်ပြောသွားရသည်နေပါအောင်မောင်ထုံးလွင်ကိုသမီးကဘာသဘောမကြတာလဲအမေကပကတ်လွှဲရင်းမေးပြန်သည် အမေအမေကို သူမဖြေငြိမ်သက်စွာနားထောင်ရင်းစဉ်းစားနေမိ၏သင်ဟူသော အပိုင်းခန္ဓာကိုဘလို့လက်ခံကျင့်သုံးသည်မသိအမေကလည်းဘလို့နားလဲလက်ခံထားပါသည်နိ အမေဘွားတွင် လင်းဟူသောဝဟာရနှင့်ပတ်သက်၍တစ်ဖက်ဘေးလူကကြည်၍အားကြစရာဘာတစ်ခွက်များရှိပါလေ။မမျှမေသည် တွေး၏။တည်နူးစရာလေးတစ်ခွက်မျှသူ့အနေနှင့်မတွေးမီ။ဒါပေမဲ့လေဘားကြောင်များ လင်းယူဖို့နားချပါသည်။အမေကအကောင်းဘက်ကပဲကြည်တတ်တယ်ပြီ။သူက အဆိုးဘက်ကပဲကြည်တတ်လေသလား။အမေကလေအမေကကလေးပခတ်လွှဲရတာလက်မညောင်းသေးဘူးလား။ သူကဒါပဲပြန်မေးလိုက်။ဒါကတော့မသိမချင်းလွှဲရတာ။ကြည်နူးဖို့တော့ကောင်းသေး။သူတို့အိမ်နေတာချစ်စရာမကောင်းဘူးလား။အမေကဆို၏။မြေးတွေလွှဲပြီးအဖေကိုပကတ်ပေါ်တင်လွှဲအောင်ပေါ့။သူကဆိုသည်။အမေကတခိခိရှိ၏။မိန်းမဆိုတာဒီလိုပဲပေါ့။သားသမီးမွေးပြီးတော့မြေးကိုမွေးလင်းကအိုးလို့နာလာတော့လင်းကိုဆက်မွေး အမိဟာကလည်းမွေးလို့ပဲမဆုံးဘူးဒါပေါ့ဒါပေါ့ဟုဆိုကအမိကရည်သည် သူသည်လည်းရောနှောရည်ရပါမယ်စိတ်ကတိတ်မပါသူယုံကအလုတ်များအင်ယူလာ၍အလုတ်ပြီးချိန်ဇပွဲတွင်ထိုင်နေလျှင်အမိကဒီမောင်ထွန်းလွင်အကြောင်းကိုပဲမေးမိနေတတ်သည်ကိုထွန်းလွင်ဆိုသူသည်ဘလို့လူများပါလဲသူကစဉ်းစားတော့ကြည့်မိပါသည် ။တမီးရဲ့အဖေရဲ့အမေရဲ့ခုလိုနေတာမကောင်းဘူးလား။တော်ကြာတမီးလင်ယူတော့အမေအိတ်ခမ်းမှာပခတ်တလုံးတိုးလာတာပဲရှိမယ်။သူကဒီလိုတော့ပြန်ပြောမိသည်။အဲ့ဒီတော့ဘာဖြစ်လဲ။အမေကလေးတွေပခတ်လွှဲနေတော့စိတ်ငြိမ်နေတာပဲ။လွှဲရင်အိတ်ပြောသွားတော့လေအေးလို့တမီးသာတယောက်ထဲကြံရစ်ပြီးအမေမျက်စိမှိတ်သွားရင်ဘမစိတ်ဖြောင်မလဲ။အမေစိတ်ဘမအေးမလဲငြိမ်မလဲ။မိမဆိုတာလင်းရှိမှတင့်တဲတာ အမေကဆိုပြန်ပါသည်အမေစကားကြတော့သူသည်ဆရန်းနှောင်းကဥရောပသား၏ဝေတန်လျာဇတ်တော်ကြီးတင်ငယ်ရသည်ကိုတရေရ၏ဤလိုပင်ဆိုသည်လေမရှိသောမိမအလံမရှိသောယထာတည်းမောင်တရားပင်ရှိလင်ကစားလေမရှိသောမိမသည် အချီနှီးမတင်တည်းဖားကြောင်များပညာရှိများနှင့်လူကြီးအစဉ်ဆက်တို့သည် ထိုစကားများကိုဆိုပါလေ တမီးရသေးသေးထိတယောက်ထဲနေသွားရင်ကောင်းတာပေါ့အမေမျက်စိမှိတ်မှ မတော်တာနဲ့တွေ့သွားရင်ပြီးပါရော လူဆိုတာမပြောနိုင်ဘူးအမေဤတော့ကနဲ့အမေဆန္ဒရည်ရွယ်ချက်များကဒါပဲဖြစ်သည် အမေတော့ကကိုတော့သူကယူပြမိပါသည် အမေကိုလည်းမတော်တာနဲ့မတွေ့ပါဘူးဟု၍သူကတိမပေးနိုင်ပါအမေတို့စကားနဲ့ပြောရလျင်နော်အမေဘွားသည်တင့်တယ်ဟန်ရှိသည်ဘာရီများတင့်တယ်နေပါလေ သူကတော့တင့်တဲခြင်းများကိုမမြင်အဖေဒီငွေတရားချက်ဆက်ခါသမင်းစားဒီကိုပဲတွေ့ဤပြီးတော့သူတို့၆ယောက်မွေးသည်ဘာလှိုက်လိုက်လဲလဲအဖေနှလုံးသားလှုပ်ရှားသည်ကိုမတွေ့အမေကတွေ့ကောင်းပါသည် သူလင်ယူခဲ့သောဘွားတစ်ယောက်လုံးအကြောင်းကို တွေ့နာချဖို့ကောင်းပါသည်ပြီးတော့လဲအချိန်နှင့်အကန့်အသတ်နှင့်အပြေပေးရမည်တဲ့အချိန်ကတရင်ကြုံလျှင် ထွေထွေနှွေးနှွေး၆သွေးစာပြုတ်လာသောသတင်းကြုတ်ဤရာသီလွန်လျင်ဆောင်းရက်နှံတင်းသောလေပြေများတိုက်ခတ်လာတော်မူအချိန်တွင် ကိုထွန်းလွင်ရင်ခွင်ကပူနွေးနေလျင်တော့ကောင်းပေသည်တမိုးရင်လုံးကဆော့ဆော့ထိုင်မိုင်းလာသည်ပြီးတော့အနည်းဆိုအဝိဆိုများဤအနံ့ကညစ်ထေးထေးအောက်တူတူထိုအနံ့တွေကညီးစီစီနှင့်နေမပူလျင်အိတ်ခမ်းနဲ့တန်းလုံး၍လှမ်းရသောအခါပို၍ဆိုသည် နေရှိနေမှာအနံကပြဲသည်ဘလို့ပင်ဆင်အောင်လျှော်လျှော်ခလေးသေးဝက်ထက်အဖေစည်းသွားထားသောအဝတ်များကအိမ်ထဲမှာလှမ်းလျင်အနံကမပြောက်ချင်းသူတို့ညီမ6ယောက်သားမွေးဖွားခဲ့သည် အဖေသည်ဗဟိုအမျိုးသမီးဇေယုံကြီးသို့မရောက်ဖူခဲ့ပါအနီးလွတ်နေသောခလေးကိုလည်းစောင့်ချုံ၍မပေးဘူးကေသေးဆိုသောအနီးကိုဘလို့လဲရမည်ဟုမသိသူတို့ညီမသာခလေးများနှင့်အိတ်ခဲရ၏ သူသည် အမေလိုတတိရှိပါမလားဆေးရုံမော်တွင်ဘိုက်ကရည်ရွယ်နာလာလျင်အ ਨੇ ဆုံးကိုထွန်းလွင် လက်ကလေးကိုတော့ကန်၍အာပြူခြင်းမသည် ထွေထွေးကိုမွေးတော့ကအမေကသူတို့လက်ကိုသာကန်၍ညှိတွားနေသည်ကို သူတွေ့ခဲ့ရသည်အိုးအဖေကိုတနာပါသည်သူထမင်းမှန်မှန်ခူကြွေးခဲ့ပါသည်ယခုလည်းအိယာပေါ်လဲနေ၍ချီးဝဲသေးဝဲလျှော့ပေးခဲ့သည် အဖေတယောက်နေနေချက်ပါသည် ဒါပေမဲ့အဖေသည်ယောက်ျားမျိုးနွယ်လင်ကန်နာတွင် ပါဝင်သူကိုထွန်းလွင်လည်းယောက်ျားမျိုးနွယ်အကယ်၍များအဖေလိုလင်ကြောက်ရုပ်ဖြစ်နေခဲ့ပါလျှင်အဖေကိုတော့သူ့မျက်စီထဲတွင်ထမင်းလာကမှန်မှန်ပေးထားသူတယောက်လိုသာမြင်သည်သူတို့အိမ်ဤဖြစ်ပျက်ကိစ္စရရက်တွင် အဖေဘေကန်နာမှ ပါဝင်သည်ကိုမတွေ့ရကိုထွန်းလွင်သာအဖေလိုပုံစံနှင့်ဆိုပါကဖေယားဖေယား သူကအမေလိုအရေးချင်းမရှိ ပါရမီမပြည့်ပါပကက်လွှဲတော့လက်ဆိုသည်မှာပါရမီရှိဖို့လေလိုပါသည် အကယ်၍များရင်ထဲကလိုက်လိုက်လဲလဲဖြစ်လာလျင်တော့သတင်းကြော်ရသည်ဤအချစ်နန္ဒာကံတွင်ကြာညိုရနှံ့သင်ကောင်းသင်ပြန်နေပေလိမ့်မည်ဆောင်းလေရောက်တော့လေတစဉ်နှံ့ဖြင့်ရစ်ပတ်နေသော နှင်းမောင်သည် သူ့ကိုပွေပိုက်ချော်သိမ့်ပေလိမ့်မည်ဒါပေမဲ့အိပ်ပျော်ခြင်းသည်တခဏ အိမ်မက်ဆိုတာကလည်းတရင်ကရုတ်တရက်နှာခေါင်းထဲကိုသေးဆိုနဲ့တွေစူထိုင်းသောမှုနဲ့အငွေသက်တွေ ဝင်ရောက်လာပါပြီတယ်။သူသည် ဆောင်းရီမက်ကလန်လို့ရပါလျင်ကြောက်ရုတ်ကြီးတရုတ်ကိုများတွေ့နေရမည်လား။သူလက်သည် ပခက်ကိုတော့လွှဲခြင်းမသည်။ကြောက်ရုတ်ကြီးကို ရိုက်ခွဲသည့်လက်ဖြစ်တော့မရောက်ခြင်းမ။အမေလိုလေတီးခန့်နိုင်စွမ်းမရှိလေတော့။အမေရဲ့ သတင်းကြော်ကနေຫນွေဥပောက်ထိစဉ်းစားပါရစေ can name you 1984ခုနှစ်အောက်တိုဘာလမဟေတီမြရီစီစာဝိတုမြာဆီယမကြီးခင်းနှင်းယူရေးတာထားတဲ့ပကတ်လွဲတော်လက် ဆိုတဲ့ဝိတုတို့လေးကိုကိုမျိုးတန်နဲ့မမရင်မင်းအောင်တို့ရဲ့28နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်အတွက်ဖတ်ပြပေးခဲ့တာဖြစ်ပါတယ်ဝိတုတို့လေးကိုတောင်းဆိုပေးတဲ့ကိုမျိုးတန်နဲ့မမရင်မင်းအောင်တို့မိသားစုကိုလည်း ကျေးဇူးများကြီးတင်ပါတယ်ရှင်။ကျမတို့နောက်ထပ်ဝတ္ထုလက်ဆောင်လေးတွေမှာပြန်ဆောင်ကြမယ်နော်။ကောင်းသောနေ့လေးဖြစ်ပါစေရှင်။တနာဆုံးပြရမယ်ဒီနေ့ကတရားမျက်တာလုံးလက်ချင်းနဲ့မတွေ့ Aloha nie Dana so Kiame he Dime adiam ya ka dun le tene pu Aloha nie